ဋ္ဌံပြောပြီးတရဏဂုံငါဒီမာရင်တရားရှိခောက်လောက်ရအောင်ပွားမယ်ဆိုပြီးတရဏဂုံကိုဝင်လီထွက်လီနဲ့ဘုံဘုံပွားခဲ့တယ်အသက်ရှူလိုက်တဲ့အခါဗုဒ္ဓံတရဏိုင်ကိသမိပြန်ထုတ်လိုက်တဲ့အခါဓမ္မံတရဏိုင်ကိသမိပြန်ရှူလိုက်တဲ့အခါတန်ခံတရဏိုင်ကိသမိပြန်ထုတ်လိုက်တဲ့အခါဗုဒ္ဓံတရဏံအဲ့ဒါကိုတခါတဲ့တရဏဂုံကိုပတ်လေရိုက်ပြီးတော့အဲ့ဒီမှာပွားလဲပွားလိုက်ကောနားထဲမှာကြားတယ်ဒီနေ့ညလာဟောကြမယ်ဆရာတော်ကြီး သူ့ရှိမှမေးတဲ့အဲ့ဒါနဲ့ပဲတရားချက်ခေါက်လောက်ပြီးလောက်ပြီးလဲဆိုလဲဆိုရောပုံပုံထလဲပြီးလဲပြီးရောဘောဘကအဘွဲသွားမေးတော့ဒီညမင်းကုန်းဆရာတော်ဘုရားကြီးတရားပွဲရှိတယ်တဲ့ဟာဟာကျင်းသေးပြီအဲ့ဒါဗိဓကသုံးပုံအာကုန်ဆောင်နေဆိုတော့တရဏဂုံကိုလုံးခြုံတာတိမာပဲသူပြီးတော့အဲ့ဒါနဲ့ညတရားပွဲလဲ ပြီးလဲပြီးရောဆရာတော်ကြီးခဏအခန်းထဲမှာနားတော့သွားပြီးတော့တပြည့်တော်သိကျင်တာလေးနည်းနည်းလေးပါလို့တခွန်းနှခွန်းလောက်မေးကျင်တယ်ဘုရားလို့ဆိုကဲပြောစမ်းနဲ့မင်းကဘာသိကျင်တာလဲတဲ့အရှင်ဘုရားတရဏဂုံကိုလုံးခြုံမာလို့တပြည့်တော်ကိုအိမ်မက်ထဲမှာဝိပုစင်ကျဲနဲ့လာပြောတာငငယ်လေးတွေရပါဘုရားအခုဘွဲရလဲပြီးရောအဲ့ဒီလို့ကိုလုံးခြုံဖို့အတွက်မဟာမြတ်မုဏိတွားပါဆိုလို့လာရောက်လာပါတယ်ဘုရား အဲ့ဒါအခုထပ်ပြီးတော့သူတို့ကညွှန်ကြားတယ်ဒီညာဟောမဲ့ဆရာတော်ကြီးထံမှာ မေးလို့ပြောတယ်လို့အဲ့ဒါနဲ့အရှင်ဘုရားကိုတပြည့်တော်လာလျှောက်တာပါဘုရားမေးတာပါဘုရားဆိုတော့မင်းကဘယ်နှဝါရှိပဲလဲဆိုနှစ်ရက်ရီလိုက်တာအခုဒီနေ့ဆို သုံးရက်ပေါ်ဘုရားလို့မင်းကထွက်အောင်မလာတဲ့မထွက်ပါဘူးဘုရားလို့တက်တက်မြဲပါပြီဘုရားလို့ မလီကွာတဲ့အဲ့ဒါဆိုရင်ငငယ်လေးတုန်းကတည်းကဆိုရင်ဘလောက်ကောင်းမှမလဲပရိယတ္တိရောပရိပတ္တိရောစုံမာတဲ့အခုဆိုရင်မင်းပရိပတ္တိပဲလောက်ရတော့မယ်ယတ္တိရတော့အချိန်နှောင်းသွားပြီတဲ့ငါမှအာကုံဆောင်ဖို့အတွက်ကြိုးစားရင်းနဲ့ပဲအချိန်ကုန်သွားတော့ပတ္တိကိုမလုံနိုင်ဘူးငါ့ကိုလမ်းစဉ်လဲပေးထားတာတဲ့အဲ့တော့မင်းကိုငါဆက်ပေးမယ်တဲ့အခုပြောရင်ကြာမယ်ကွာမနဲ့ကိုကြောင်းလိုက်ခဲ့တယ်မင်းကွန်းလိုက်ခဲ့တယ် မှန်ပါဘုရားဆိုပြီးတော့ဆရာတော်ကြီးကကားပေါ်တက်ပြီးကြွသွားအဲ့ဒါနဲ့ပဲမနဲ့ကြလိုက်လဲသွားလဲသွားကိုသူ့ကိုယ်တော်လေးတစ်ပါးကိုအေးကောင်းနဲ့ငါ့ကိုဝိတုဒ္ဓိမဲ့လေးချံပေးတဲ့နဲ့ပထမတွဲဒုတိယတွဲတတိယတွဲသရုပ်တတွဲငါဘာသာပြန်ဘာသာပြန်ဦးပေးတယ်ဒီကိုယ်တော်ကအခုမှဝိတ္တဆိုတော့ဘာမှပါဠိတွေဖတ်တတ်မှာမဟုတ်ဘူးတဲ့အဲ့ဒါနဲ့ဘာသာပြန်ရှေ့လဲလာကြကော မင်းကိုငါပြောမယ်မင်းမင်းမယ်ဆိုလို့ငါပြောတာနော်တဲ့ငါစကားကိုအသက်ထည်ဆုံးမှတ်မလားမှတ်ပါမယ်ဘုရားလို့ဒါဆိုရင်တဲ့ယဟန်တို့ရဲ့အသက်ဝိတုဒ္ဓိမဲ့နော်တဲ့ဝိတုဒ္ဓိမဲ့ကိုတခါမှမကြည့်မှုပဲနဲ့ယဟန်ဖြစ်တဲ့သူဟာဘတော်မှာသီလတမာတိမရှိနိုင်ဘူးတဲ့အဲ့တော့ဝိတုဒ္ဓိဆိုတာဝိဆိုတာအထုတုဒ္ဓိဆိုတာစင်ကြယ်အောင်နော် မဲ့ဆိုတာမဲ့ညံဘုံညံရအောင်ကြိုးစားတဲ့အကျင့်တရားလမ်းစဉ်နဲ့ဒါကြောင့်မလို့နော်အထူးစင်ကြယ်ခြင်းညာစွာနဲ့အောင်မြင်မှုရဖို့အတွက်မဲ့ညံဘုံညံရဖို့အတွက်ကြင်ကြံအထောက်အမဲ့လမ်းစဉ်များလို့အတိတ်ပဲရတယ်တဲ့အဲ့တော့မင်းဝိသုဒ္ဓိမထဲမှာငါကမ္မထမ်းပေါင်း40အကုန်ပါတယ်နော်တဲ့ဗမာလူအကုန်ရေးတာဒါအဲ့တည်းကကြိုက်တာကိုမင်းပွားများတဲ့ဟောနောက်တစ်ခုက ပြမစုတရား၄ပါးမေတ္တာကမ္မထံကရုဏာကမ္မထံမုဒိတာကမ္မထံဥပိ္ပခကမ္မထံတရား၄ပါးငါအကုန်ရှင်းပြထားတယ်အဲ့ဒီအတိုင်းကြိုးစားနှစ်ပြီဒူရင်အကျင့်မြတ်တွေငါအကုန်လုံးရေးထားတယ်ဘယ်လိုစိတ်ထားပြီးမှဘယ်လိုဒူရင်ဝင်ရမယ်ဘယ်လိုအောင်မြင်မှုကိုရရင်ဘယ်အဆင့်ရောက်ခြင်းဘယ်လိုဖြစ်တယ်ဆိုတာငါအကုန်ရေးထားတယ်အဲ့ဒါဒီဆိုရင်မင်းအဲ့ဒါဒီကိုအောင်မြင်မှ ဖုံးကံကြီးမပြီးသာသနာပြုလို့ရမယ်တဲ့မှန်ပါဗျာတပြေတော့အောင်မြင်အောင်ကြိုးစားပါမယ်ဗျာလို့ကဲဒါဆိုရင်မင်းမေးတဲ့ကိုလုံးချုပ်နီးကိုငါပြောတော့မယ်အဲ့ဒီထဲမှာလူတယောက်ကအစိတ်အပိုင်း32ပိုင်း32ကိုထာတာဆိုတာငါဘာသာပြန်ထားတယ်တဲ့ကေတာလုံးမှာနဂတန္တာဆိုတဲ့သဘင်ကနေစပြီးကြီးမာဗျာအတိ32ပိုင်းရှိတယ်လို့မြတ်စွာဘုရားဟောခဲ့တာတဲ့သဘောပေါက်လား အဲ့တော့မင်းလောက်မှာကအစိတ်အပိုင်းတစ်ခုကိုဓမ္မခန္ဓာပေါင်း8400ရှိတဲ့အတွက်တရဏဂုံကို8400ပွားရမယ်တဲ့ပွားတဲ့အခါမှာအရေးအတွက်ကိုမယူပါနဲ့အနှစ်ကိုယူမယ်အနှစ်ကိုယူဖို့အတွက်7400အဖတ်တင်ဖို့အတွက်တသိန်းလောက်ရောရမယ်နော်တဲ့ရွတ်နိုင်ပါမလားရွတ်ပါမယ်ဖေယပွားပါမယ်ဖေယ ပွားရင်ဟိုကြီးဒီကြီးရွတ်တဲ့ဟာကို မထည့်ရဘူးသရင်မမှတ်ရဘူးနော်ငိုက်သွားရင်သရင်မမှတ်ရဘူးနော်တတိလစ်သွားရင်သရင်မမှတ်ရဘူးအာယုံကြတဲ့ဟာကိုပဲမှတ်ရမယ်တဲ့အဲ့ဒါကြောင့်မလို့နော်တသိန်းလောက်ရွတ်မှာဘလောက်တုံမလဲ7000လောက်တင်မယ်အဲ့တော့တသိန်းနှုံးနဲ့သာတွက်กว่าတဲ့32ကိုဋ္ဌာသဆိုရင်တရဏဂုံ 32သိန်းရိုးရမယ်တဲ့မှန်ပါဗျာရိုးရမယ်မင်းအကယ်၍ပြင်းပြင်းထန်ထန်ရွရင်ငါးဝါတော့ကြုံမယ်ပေါ်ပြက်ပြက်နဲ့မှန်မှန်လေးပဲရွမယ်ဆိုရင်၈ဝါ၉ဝါ32သိန်းပြေးဖို့အတွက်၈ဝါ၉ဝါတော့သွားလိမ့်မယ်အဲ့တော့ပထမတစ်ကြိမ်32သိန်းပြီးသွားရင်နောက်ဆက်ပြီးကြည်ညံအားထုတ်ရမယ်လမ်းစဉ်ကို တက်ဆိုင်ရာပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်တွေနတ်ကောင်းနတ်မြတ်တွေကညွှန်ကြားပါလိမ့်မယ်တဲ့သဘောပေါက်လားအဲ့ဒီတော့ငါရှေ့ဆက်ပြောလို့မရတော့ဘူးအဲ့ဒီတော့အဲ့ဒီဝိသုဒ္ဓိမက်ကိုသာယူသွားပြီးတော့သူတို့ညွှန်ကြားတဲ့အတိုင်းသူတို့ကဒူရင်ကျင့်မှဆိုရင်ကျင့်ပေးလိုက်ကွာပြမစိုးပွားပါဆိုပွားပေးလိုက်ကွာကိုကျင်းစာတရားကြီးစွာထားပါဆိုထားပေးလိုက်ကွာ အေးငါတခုတော့မှားကျင်နေတဲ့တို့ဗုဒ္ဓဘာသာကြီးဟာကိုကျင်းစာတရားနဲ့ထူထောင်ထားတာဖြစ်သည့်အတွက်ကိုကျင်းမစာရင်မင်းမအောင်မြင်နိုင်ဘူးအဖြစ်စီးညာလိမ့်မယ်အဲ့တော့ကိုကျင်းစာရင်ဘလို့ထားရမလဲဖရာဆိုတော့ခန္ဓာတုတ်ကိုမင်းရလာတယ်အတပြည့်တော့ရပါတယ်ဖရာလို့အဲ့ဒီထဲမှာအပါတကေဟိမိမိတံဆိုတာ ခြေတော်မရှိတဲ့သရဝါဒီကိုမေတ္တာထားပါတယ်လို့ပြောတာတဲ့မေတ္တာထားတယ်ဆိုရင် ကိုချင်းစာမှမေတ္တာထားလို့ရတာ အတိတ်ဘယ်ကို အကုန်ပြန်လိုက်ခြင်းကိုချင်းစာတရားဖြင့်မေတ္တာထားပါတယ်လို့ပေါ်တာတဲ့အဲ့တော့ကိုချင်းလဲစာတယ်မေတ္တာထားတယ်ဆိုရင်နော်သူတို့ကို စားလို့တောက်လို့နှိမ့်ဆက်တက်ပြတ်လို့ဖြစ်ပါမလားတဲ့မဖြစ်ပါဘူးဗျာနောက်တကဒွိပါရကေဟိမိမေတ္တံတဲ့ ဒွိဆိုတာနှစ်ချောင်းကုန်တော့ခြေတော်နှစ်ချောင်းရှိတဲ့တတဝါတွေကိုကိုချင်းစာမြစ်တာထားရမယ်လို့ဟောတာတဲ့နောက်တကစတုပ္ပရေဟိမိမိတံဆိုတာခြေလေးချောင်းရှိတဲ့တတဝါတွေကိုကိုချင်းစာမြစ်တာထားရမယ်လို့ဟောတာဗဟုပ္ပရေဟိမိမိတံဗဟုဆိုတာများစွာကုန်တော့တဲ့ပါရဆိုတာခြေတော်တဲ့အဲ့တော့ဗဟုပ္ပရေဟိမိဆိုတာခြေတော်များစွာရှိသောတတဝါများကိုကိုချင်းစာပါတယ်မြစ်တာထားပါတယ် မဖြည့်စည်းမနှိမ့်ဆက်မတတ်မဖြတ်ပါဆိုတဲ့အတိပယ်ပဲအဲ့တော့သူတို့ကိုမေတ္တာထားတယ်ဆိုပြီးတော့သူတို့အသာစသူတို့ကိုနှိမ့်ဆက်တတ်ဖြတ်ရင်မှန်ကန်နိုင်ပါမလားမမှန်ကန်ပါဘူးပြရအဲ့ဒါဆိုရင်တတ္တဝါအလုံးသက်ရှိတရဝါအလုံးကိုဘေးမဲ့ပေးပြီးတော့ကိုချင်းစာပြီးဘေးမဲ့ပေးလိုက်တဲ့အဲ့ဒါဆိုအောင်မြင်ပြီတဲ့ငါအခုမအောင်မြင်တာ ငါမလုံနိုင်တာကငါခုနှစ်ရသားသမီးတွေကတ်နေတာငါစားနေရလို့တဲ့သဘောပေါက်လားငါမေတ္တာထားတယ်ဆိုပေမဲ့ငါမေတ္တာပို့ရင်ရောက်ချင်မှရောက်တာတဲ့အဲ့တော့မေတ္တာပို့တာရောက်တယ်မရောက်တယ်ဘလို့စိတ်ထားရမယ်ဘလို့လှုပ်ရမယ်ဘလို့ကိုကျင်းစာရမယ်ဆိုတာကိုတော့ဥဒ္ဓမနော် တောင်တန်းသာရဏပြုဥဥဒ္ဓမသာရကိုသာမေးပြီးတော့ကွာတဲ့။ "तू ကဆက်ချင်းလိမ့်မယ်"တဲ့။မှန်ပါဗျာလို့။အဲ့ဒါနဲ့ပဲဘုံဘုံဝိတုဒ္ဓိမဲ့လေးကျန်တွဲကြီးကိုပိုက်ပြီးတော့ငါလှူလိုက်တယ်။ဒါပေမဲ့ငါမှားမယ်တဲ့။ငါမကြင့်ရတာဖြစ်သည့်အတွက်မင်းကြင့်ကြံအထုတ်တဲ့နေ့ရနေစပြီးတော့အောင်မြင်တဲ့အထိငါ့ကိုနှိမ့်တိုင်းအမြဝေပါတဲ့။ငါတာဓုခေါ်ပါမယ်။ငါ ်ယောက်ျားအယက်ကတာရုခုံမယ်ငါသေးသွားတောင်ယောက်ျားအယက်ကတာရုခုံမယ်တဲ့ငါမကြင့်နိုင်ခဲ့လို့ပါတဲ့တဘောပေါက်လားအဲ့ဒါနဲ့ပဲဘုံမုံမဟာမြတ်မှုနိမတကာတဲ့တပြည့်တော်7400ပြည့်အောင်မဟာမြတ်မှုနိမအဋိဌံဝင်မှမယ်ဖရာသူပြီးစဝင်ဝင်ပြီးတော့နောက်ပိုင်းမြန်မာနိုင်ငံမှာရှိတဲ့မြတ်စွာဘုရားရဲ့သံတော်အံတော် ဓာတ်တော်မူတော်အစစ်အမှန်ရှိတဲ့ဖရာဒီမှာလိုက်ပြီးတော့တရဏဂုံကို7400 7400ပြည့်အောင်ကြိုးစားပါမယ်ဖရာဆိုပြီးမဟာမြတ်မုဏိမှာအဋိဋ္ဌံခဲ့တာအဋိဋ္ဌံပြီးတော့ဘုံဘုံအဲ့ဒီမှာစပြီးတော့ကြိုးစားလိုက်တဲ့အခါမှာနော်ပထမ7400အောင်မြင်သွားတယ်သိပြီမထူကြသေးဘူးဩနောက်လဲကြလဲကြကောဩဘုံဘုံကြိုက်ထီးရိုးသွားတယ် အဲ့ဒီမှာနည်းနည်းထူးခြားလာပြီနောက်ကြတော့ဖြူတကုံကိုလာတယ်တကိုးကြီးဘွေအားတွေဆို အကုန်လိုက်ရတာအဲ့ဒီအခါမှာဘသူကညွန်ကြလဲဆိုတော့ဝိပ္ပုစင်ကျဲနဲ့ဘုံဘုံကိုငငယ်ကအိမ်မပေးတဲ့ဘိုးတော်ဝိပ္ပုစင်ကျဲနဲ့အဲ့ဒီမှာဘုံဘုံကနောက်ပိုင်းကြတော့တပြေးပြေးနဲ့ရိတ်မိလာလို့ဒကာကြီးကဘယ်လိုပုံကူမျိုးလဲလို့ဆိုတော့ဝိသတုပါဘုရားတဲ့ ဝိဇ္ဇတုဆိုတော့နာမည်ရှိမှာပေါ့ဘယ်သူလဲဆိုတော့မှအရှင်ဘုရားတကယ်မသိဘူးလားမသိဘူးလို့တခါမှလည်းမကြုံဘူးမမြင်ဘူးဒါပေမဲ့ငငယ်လေးတွေကခဏခဏအိမ်မပေးနေလို့တော့ဒကာကြီးကိုမှတ်မိနေတယ်လို့တပြည့်တော်ဘိုးဘူးအောင်မှာဖရာတဲ့ဟာဒါဆိုလို့ရှိရင်ဘိုးဘူးအောင်ဆိုဒါပေမဲ့ဘိုးဘူးအောင်နေများတော့အစ်စ်ကိုဘယ်လိုလုပ်သိမလဲ အရှင်ဘုရားတပြည့်တော်ယုံကြည်လေတဲ့ဒီမှာမှဲလေးမှာဥစ္စာလေးထောက်နေတယ်အဲ့ဒါလေးကိုကင်ပြသဘောပေါက်လားအဲ့တော့အရှင်ဘုရားကိုတပြည့်တော်လိုက်လံစောင့်ရှောက်ပြီးအခြေခံကနေစပြီးတော့အကုန်လုံးအခု၈ဆက်တက်သွားပါမယ်ဘုရားတဲ့ဒါကြောင့်ရှေ့ရှေ့ရနေပြီးတော့မကြောက်မကြမတောက်မတာပဲနဲ့အလုံးဆောင်ရွက်သွားပါထေရဝါဒပြန်ပြီးတော့ထွန်းကားပါလိမ့်မယ်ဘုရားတဲ့ အေးဒါဆိုစူးစမ်းမယ်လို့ဆိုပြီးစူးစမ်းရင်းနဲ့ဘာတွေငင်းလာရလဲဆရာတော်ဖရာကြီးမှားလိုက်တဲ့အတိုင်း32 3ဂျင်းရင်းနဲ့တမာတိရလာလို့ရှိရင်လူသားတို့မမြင်နိုင်တဲ့တစေတရဲ့သင်္ကွဲပိတ်တာတွေမကောင်းဆိုးဝါးတွေကိုမြင်တွေ့ရမယ်ငင်းလာခဲ့တဲ့အခါမှာပထမအဝေးအနေပြီးတော့သူတို့ရံမူခြင်းတလူလူရုပ်ဆိုးဆိုးကြီးတွေနဲ့ကိုယ့်ကိုပုံစံမျိုးမျိုးလုပ်ပြလိမ့်မယ် ဒါပေမဲ့မကြောက်ပါနဲ့သူတို့ကိုယံမမှုနဲ့အရှင်ဘုရားရဲ့ယင်ထဲမှာငါကိုချင်းစာတရားတတ္တဝါအလုံးကိုထားခဲ့တာဖြစ်တဲ့အတွက်သင်တို့လည်းမမြင်ရတဲ့တတ္တဝါတွေမှာပါတယ်အသင်တို့ကိုမနှိမ့်ဆက်မငင်ပန်းမတတ်ပြပါဘူးအသင်တို့အကျိုးအတွက်မြင့်မြတ်အောင်အစဉ်အတန်းမြင့်အောင်လုပ်ပေးမယ်သူပါဒါကြောင့်တရဏဂုံပွားများနေတာပါလူချင်းရင်သာဓုခေါ်ပါဆိုပြီးအမြတာဝီးတဲ့ဆရာတော်ဘုရားကြီးကမှားလိုက်တယ် အဲ့တော့အဲ့ဒီအတိုင်းသူတို့ကိုဝေရင်ဝေရင်နဲ့ဟောတဖြည်းဖြည်းမင်းအနာကတ်လာလိမ့်မယ်ဆိုတဲ့အတိုင်းကတ်လာတယ်။ကတ်ချင်းနဲ့နောက်ပိုင်းကျအနာတောင်လာထိုင်ပြီးလက်အုပ်ချီပြီးထိုင်နေတော့တယ်ဖုံဖုံရွတ်နေပြီဆိုရင်ဟောပြီးတဲ့အခါကျတော့ဆရာတော်ဘုရားကြီးမှာတဲ့အတိုင်းမင်းသူတို့ကိုစိတ်ထဲကနေပြီးတော့မေ့ကြည့်ကွာတဲ့စကားပြောကြည့်တဲ့ သူတို့တိတဲ့အချိန်သူတို့မင်းရဲ့အင်အားကိုရသွားတဲ့အချိန်မှာ သူတို့ပြန်ပြီးတော့စကားပြောလိမ့်မယ်သူတို့ပြောရင်ပါဇက်လှုပ်တာတော့မြင်ရမယ်သို့တော်မင်းရင်ထဲမှာသူတို့ပြောတာကိုနားကကြားတယ်လို့သိနေလိမ့်မယ်တဲ့အဲ့ဒါနဲ့အဲ့ဒီအတိုင်းပဲအဲ့ဒီဖရားတွေမှာလှုပ်တဲ့အခါဖရားဘေးပတ်ဝန်းကျင်မှာရှိတဲ့နော်မကောင်းဆိုးဝါးတွေမကြုံမလွတ်တာတွေအကုန်လုံးတက်လာပြီးတော့ ဟောပထမကန်တန်တန်နောက်ကြတော့ရှေ့တူလာနောက်ပိုင်းကြတော့အနာလာပြီးထိုင်ပြီးတော့ကိုလက်အုပ်ကြီးနေတော့အဲ့ဒီလိုစိတ်ထဲကနေညှို့လိုက်တဲ့အခါတိုင်းမှာသူတို့ပြောတာတွေကိုပုံပုံအကုန်သိနေတယ်အဲ့တော့မင်းတို့တွေဘာဖြစ်လို့ဒီဘဝရောက်တာလဲဘလို့ပြစ်တာလဲနဲ့ဘုံဘုံကစက်စုပြီးမေးနောက်ပိုင်းလဲကြလဲကြကောနော် မစားမတော်ဝါလို့တပည့်တော်တို့10နှစ်ရှိပါပြီ15နှစ်ရှိပါပြီအနှစ်20ရှိပါပြီမစားမတော်ဝါပဲနဲ့ဒီတောတောင်တွေထဲမှာပြေလွှပြီးတော့ဒုက္ခတွေရောက်နေတာတပည့်တော်တို့ကိုကယ်ပါဖရာဆိုပြီးတော့တောင်းဆိုကြတချို့တဝက်ကြတော့အရှင်ဘုရားတပည့်တော်တို့ကိုကြည်ပါကိုလုံးဒီကြီးနဲ့နော်ပူပြန်တော်လဲတအားပူအေးပြန်တော်လဲတအားအေး တပြည့်တော်တို့မှာတော်တော်ကိုအဝိအထေမရှိတော့တပြည့်တော်တို့ကိုအဝိအထေရအောင်လှုပ်ပေးပါဖရာလို့ပြောကြတချို့ကြတော့လေနေစရာထိုင်စရာမရှိလို့ထွက်ပြေးရင်းနဲ့ဒီတော်ဒီတောင်ရောက်လာတာဒီမှာရောက်လာပြီမဲ့ဟောရောက်တဲ့နေရာကအကြီးအကဲတွေကခိုင်းစားတာနဲ့နှိပ်စက်တာနဲ့တပြည့်တော်တို့စားရတယ်မရှိဝေ့ရတယ်မရှိ သူတို့ကိုအကုန်ရှာကျွေးရတယ်မကျွေးပြန်ရင်လေသူတို့နှိပ်စက်မှုကို ခံရတယ်ဘုရားဒါကြောင့်နေစရာထိုင်စရာကိုပိုင်လေးရအောင်လုပ်ပေးပါတဲ့။ဟောတချို့တွေကြပြန်တော့လဲအဲ့ဒီမှာတပြည့်တော်တို့ကိုကြည်ပါဆိုတော့လေအသားတွေပဲ့နေတာတွေအနာကြီးတွေပေါက်နေတာတွေဟောကောင်းဒီမှာအနာကြီးပေါက်တချို့မျက်နာတချမ်းကြီးမရှိတာတွေတချို့အောက်ပိုင်းအောက်သွားနေတဲ့အကုန်လုံးမရှိဘဲနဲ့အယိုးကြီးငေါင်းငယ်ကြီးတွေပြည့်နေတာတချို့လေပင်းမှာအသားတွေမရှိနော် တချို့လက်မောင်းတွေမှာအသားတွေမရှိတချို့ခြေထောက်တွေမှာအသားမရှိပဲနဲ့အယိုးကြီးပဲအဲ့ဒါကြီးတွေနဲ့ခေါက်ကက်ခေါက်ကက်နဲ့တွားနေရမင်းတို့တွေဘာဖြစ်တာလဲတပြည့်တော်တို့လူပေါင်းလောကကကြမ်းတမ်းခဲ့ပြီးတရဝါတွေကိုနှိမ့်ဆက်တက်ပြခဲ့တော့အဲ့ဒီဝေဒနာအတိုင်းတပြည့်တော်တို့ပြန်ခံနေရတဲ့ပိတ်တာတွေပါဗျာတဲ့တပြည့်တော်တို့ရဲ့ဝေဒနာတွေပျောက်ကင်းသွားအောင်လုပ်ပေးပါတဲ့တပြည့်တော်တို့အမျိုးမျိုးသော လာရောက်တဲ့သူတွေထံကနေပြီးတော့တပြည့်တော်တို့ကျွတ်လွတ်ဖို့တပြည့်တော်တို့အဲ့ဒီမစားနိုင်တာစားနိုင်ဖို့အဝိမရှိတာဝိနိုင်ဖို့နေတရားထိုင်တရားမရှိတာ နေတရားထိုင်တရားရဖို့နှက်ပြီးတော့ကြမ်းမာရေးမကောင်းခံစားနေရတာတွေပျောက်ကင်းဖို့အတွက်အမျိုးမျိုးအပုံပုံတောင်းပါတယ်ဗျာဒါပေမဲ့သူတို့တပြည့်တော်တို့မြင်လဲမမြင်သိလဲမသိပဲနဲ့နော်သူတို့ အဋိဋ္ဌံဝင်ပြီးအမြောက်ဝေတယ်သူပြီးဝေသွားတာပဲရှိပါတယ်တပည့်တော်တို့မှာထူးခြားတဲ့မျက်မှုမရှိပါဘူးဗျာတဲ့အရှင်ဘုရားတရဏဂုံကိုပွားတော်မှာတပည့်တော်တို့ပထမဦးဆုံးအဝေးရနေကြည်တာပါတို့ကများနှိမ့်ဆက်မလားတို့ကများနော်ဒုက္ခပေးမလားသူပြီးကြည်တော့အရှင်ဘုရားကဘာမှမလုပ်ဘဲနဲ့ ကိုယ်ပိုင်ကိုယ်ပဲပွားနေတော့အနာကတ်လာရင်းနဲ့နောက်ပိုင်းအရှင်ဘုရားပို့တဲ့မေတ္တာလေးတွေကြောင့်တပည့်တော်တို့မှအေးချမ်းတော့အနာကတ်လီအေးချမ်းလီဆိုတော့အနာကတ်ပြီးလက်ဥကြည်တာပါဘုရားအဲ့ဒီတော့အရှင်ဘုရားတပည့်တော်တို့ကိုတရဏဂုံရဲ့ဂုံကျေးဇူးရဲ့အရှင်ဘုရားကုသိုလ်တွေများပြုလုပ်နိုင်ရင်ပြုလုပ်ပြီးတပည့်တော်တို့ကိုကယ်ပေးပါဘုရားတဲ့အမြဝေပါဘုရားတဲ့အဲ့ဒီအခါမှာပုံမုံဟော ကိုနဲ့ကဖုံဖုံကိုအိမ်မဲပေးတဲ့ဘိုးဘိုးအောင်ဆိုတဲ့ဝိဖြူစင်ကျဲကိုတန်တလိုက်တော့ရောက်လာတယ်အရှင်ဘုရားဗာမားအလူရှိပါသလဲဆိုတော့အဲ့ဒီလိုမကြုံမလွတ်တာတွေအဲ့ဒီလိုတွေကြုတ်ကိုပြောပြီလို့ဘလို့လောက်ရမလဲအရှင်ဘုရားဖျားဟောတဲ့မှာပါတယ်လေတဲ့မကြုံမလွတ်တဲ့သူတွေမစားနိုင်မတောင်းနိုင်ရင်မြတ်စွာဘုရားနဲ့ယဟန္တာတွေကိုတက်ရှိတင်ကြရည်ဝဲမန္တပြီးတော့ ဆုံးခဲပွဲဘောစဉ်ချုပ်ချင်းရတ္တများလှူဒန်းပြီးအမြဝေလိုက်ခြင်းသူတို့နတ်ဩဇာတောင်ရနိုင်တယ်လို့မြတ်စွာဘုရားဟောတယ်တဲ့အစားအသောက်ကတော့မပူရတော့ဘူးလို့ဟောပါတယ်ဘုရားဟောအဝိအထယ်မရှိတာကိုရွှေသင်္ကန်းနေပါလေနော်ဘုရားရဲ့ဓာတုဇေဒီဓမ္မဇေဒီတွေဒီမှာရွှေသင်္ကန်းကပ်ပြီးအမြဝေပေးလိုက်ခြင်းနတ်ဝိနတ်စားတောင်ရပါတယ်ဘုရားတဲ့ဟောဖုံးကန်ကြီးမားတဲ့ဆရာတော်ကြီးတွေတန်ဃာတော်ကြီးတွေကို ဖြင်းသင်္ကန်းကပ်ပြီးအမြဝေရင်လဲသူတို့မှာအဝိအထေရပါတယ်ဘုရားတဲ့ဒါကြောင့်အဲ့ဒါကိုမြတ်စွာဘုရားဟောကြားခဲ့ပါတယ်တဲ့နေတရားထိုင်စရာမရှိတဲ့သူတွေကြတော့ဇယတစောင်းကြောင်းသိမ့်နေဆောက်ပြီးတော့အမြဝေလိုက်ခြင်းကိုပိုင်နေစရာတွေရသလိုဗိမာန်တွေလည်းပေါက်ပါတယ်ဘုရားအဲ့တော့သူတို့မှာနေဖို့ထိုင်ဖို့အတွက်အဆင်ပြေပါလိမ့်မယ်စားဖို့အတွက်ကသုံးဝိဖို့အတွက်ကသင်ငန်း နေဖို့ထိုင်ဖို့အတွက်ကကြောင်းစုပြီးဟောခဲ့ပါတယ်။ကျမ်းမာရေးချိုးတဲ့တာကိုဆေးလူပြီးတော့အမြဝေပေးလိုက်ပါဖရာတဲ့။တဘောပေါက်လား။အကဲလှုပ်ပေးမယ်ဆိုပြီးအဋိဌံပြီးတော့ဘုံဘုံဟောဝင်လိုက်တဲ့အခါမှာအဲ့ဒီနောက်ပိုင်းမှာတင်တို့ကြွချင်လို့ရှိရင်တင်တို့ကလည်းကူညီကြပါ။ သင်တို့မကူညီရင်ကျုပ်ကလည်းဘလို့လို့လုတ်ပေးရမှာလေအဲ့တော့သင်တို့ရဲ့ကူညီမှုသာရရင်လေကျုပ်သင်တို့လိုတာအကုန်လုတ်ပေးမယ်ဆိုပြီးတော့ဖရားတွေမှာဘုံဘုံမနဲ့တကြိမ်နေ့လည်းတကြိမ်ညတကြိမ်ကိုပွားများတာပွားများတာပွားများတော့ဘာတွေထူးကြလာလဲဆိုတော့လာသည်မဖရားလာဖူးတဲ့သူတွေကဘုံဘုံထိုင်ပြီးငြိမ်ပြီးပွားများနေတာတွေ့ရင်ရှေ့မှာလာလာပြီးချသွားကြအလူငွေတွေကြကြသွားတယ် ဟောဘုံဘုံလဲတထိုင်ပြီးလို့ဘုံဘုံတထိုင်ထိုင်ရင်အမြင်အမြဲတမ်း၃နာရီကြာတယ်။နော်၃နာရီ၃နာရီမနေ့၃နာရီထိုင်တယ်နေ့လည်း၃နာရီထိုင်တယ်ည၃နာရီထိုင်ရတယ်။အဲ့ဒီလို၃နာရီ၃နာရီထိုင်ပြီးတော့၃နာရီပြည့်ပြီဆိုတာနဲ့ထလိုက်ခြင်းရှေ့မှာပတ်သန်နေပုံနေ။အဲ့တော့ဂောဘကကိုခေါ်ပြီးတော့တကကြီးတို့လို့အဲ့ဒီပတ်သန်နေကိုရီးပြီးတော့နေ့စဉ်သယင်းမှတ်ထားပေးပါ။ ဒကာကြီးတို့ကိုပုံပုံအကူအညီတောင်းကျင်တယ်လို့အဲ့ဒီငွေတွေကို၄ပုံပုံလိုက်ပါသုံးအတွက်တပုံ သင်္ကန်းအတွက်တပုံကျောင်းဆောက်ဖို့အတွက်တပုံဆေးလူဖို့အတွက်တပုံဖုံဖုံကို၄ပုံပုံပြီးတော့ဘလောက်ဘလောက်ရတယ်ဆိုတာပြောပြောပေးပါလို့။ဟာပြောပါမယ်ဖေရတဲ့။အဲ့ဒါနဲ့ဖုံဖုံတပတ်လောက်လဲပွားလဲပွားလိုက်ကောတော်တော်များများရရော။ရလဲရရောဘာလုပ်ချင်လဲဖေရတဲ့။ ဲ့တော့ဘုံဘုံဒီဖရာကြီးမှာမြတ်စွာဘုရားအတွေ့ဆွန်တပွဲလက်ဝဲတော်ရန်၄ပါးလက်ရတော်ရန်၄ပါးစုစုပေါင်း၉ပါးကိုတပွဲဝိုင်းတဝိုင်းမှာဟောမြတ်စွာဘုရားအတွေ့ကတော့တပိတ်နဲ့ပြင်ပေးပါလားလို့ဖြစ်ပါတယ်ဘုရားတဲ့တပည့်တော်တို့ဒီမှာဒီပတ်စံနဲ့ရဆုံးဆိုတဲ့အထဲတွေကနေပြီးနေ့တိုင်းလှုပ်ပေးမယ်ကောင်းတယ်လို့နော် အကယ်၍နေ့တိုင်းမရတောင်တပြည့်တော်တို့လုတ်ပေးတဲ့နေ့ဆိုရင်အရှင်ဘုရားကိုအကြောင်းကြားမယ်အရှင်ဘုရားသွန်းတော်ကပ်ပေါ်ကပ်မယ်လို့ဆိုပြီးအဲ့ဒီလိုကပ်ပြီးတော့အမေဟာအမေဝေလိုက်တဲ့အခါမှာအမလီအာရပါရတာဓုခေါ်ပြီးတော့လေထခုံကြပျော်ကြကကြနဲ့သူတို့တွေဘာဘာပြစ်သွားကြတာလဲဆိုတော့တပြည့်တော်တို့ဆာလောင်မိုးတိမ်မှုကင်းသွားပါပြီဘုရားတဲ့နော်တခုခုကိုအာရပါရစားလိုက်တယ်လို့ပြည့်သွားတယ်နှစ်ပြီးတော့ ွန်အားတွေလည်းဖြစ်လာပါတယ်ဘုရားတဲ့ဟာဘုံဘုံအယံဝင်းတာတော့အဲ့တော့ကဲတခါကြီးတို့လို့ဘုံဘုံတစ်ခုတောင်းကျင်သေးတယ်ဒီဘုရားမှာရှုသင်ငန်းကတ်ဖို့အတွက်ကိုဘုနကသင်ငန်းဆိုတဲ့အထက်ကနေဘုံဘုံကိုကတ်ပေးပါလားဟာကတ်ပေးပါမယ်ဘုရားတဲ့အဲ့ဒါဆိုရင်ချက်ချင်းမကတ်ပြစ်သေးတောင်ဘောင်ချာလေးရေးပေးပါ ဖြတ်ပိုင်းလေးရေးပေးပါရေးပေးပါမယ်ဘုရားသူပြီးတော့ရေးပေးလိုက်ဘုံဘုံကအဲ့ဒီနေ့ကိုတခါတဲ့သုံးရသင်္ကန်းကိုအမြောက်ဝေလိုက်တာအဝိမရှိတဲ့သူတွေပါဝိပြုစင်ကြေဒီရသွားအညိုဝိတီရသွားတချို့ခေါင်းမောင်းတွေပါရသွားတချို့ကြတော့အဖြူတစ်ပိုင်းအညိုတစ်ပိုင်းနေရဩတပတ်ကလေးတွေပကုန်းတင်းနေတာတွေအမျိုးသားအမျိုးသမီးမှအဋ္ဌိတော်မှာ အကုန်လုံးရှင်းရှင်းလင်းလင်းသိရတော့တယ်ငကိုတော့ကစုတ်ဖွားကြီးဒီမိမမမသိယောက်ျားမမသိအမိုးအရှိကြီးဒီနှစ်ပေါင်း20 30ဆိုတဲ့သဘောပေါက်လားအဲ့ဒါနဲ့အဲ့ဒီလိုသုံးရယ်သင်္ကန်းရယ်လှုပ်ပေးလိုက်တော့နေစရာထိုင်စရာရအောင်ဆိုတော့တကကြီးတို့လို့ဘုံဘုံခွဲထားခိုင်းနေကြောင်းဆိုတဲ့အပုံမရှိဘူးလားရှိတယ်ဗျာအဲ့ဒီထဲကနေဒီမှာ ဆောက်လုပ်လှူဒန်းနေတဲ့အဆောက်အဦတွေတစောင်းဆောက်တာတို့ကြောင်းဆောက်တာတို့သိမ်ဆောက်တာတို့ပိမှန်ဆောက်တာတို့မရှိဘူးလားရှိတယ်ဗျာအဲ့တော့ရှိတဲ့အထဲကိုထည့်ပေးပါချက်ချင်းမဆောက်သေးလို့စုနေတာဆိုရင် ဖြတ်ပိုင်းထုတ်ပေးပါဆိုတော့အော်သူတို့တွေရေးပြီးတော့ဖြတ်ပိုင်းထုတ်ပေးလိုက်ချင်းဖုံဖုံအမြောက်ဝေလိုက်တဲ့အကားကြတော့ဟာတပြည့်တော်တို့နေစရာရပြီဗျာတပြည့်တော်တို့နေဖို့အတွက်ကိုဟောဒီယာမြို့ဆောင်နဲ့ကြီး ဟောဒီယနေဆောင်납ကြီးတောပိုင်ကြီးတွေတောင်ပိုင်ကြီးတွေကမင်းတို့ဒီအပိုင်လေးကိုမင်းတို့နေကြဆိုပြီးတပြည့်တော်တို့ဘုံမစိုးအသေးလေးတွေပြစ်သွားပြီဘုရားဟောနှစ်ပြီးနှစ်ဝက်နှစ်စားလေးရတယ်ဘုရားနှစ်ပြီးတော့နတ်ဩဇာလိုလေတပြည့်တော်တို့ပြေဝပါပြီဘုရားတဲ့အာရပါရလျှောက်ကြတယ်ဟောနောက်ကြတော့အဲ့ဒီမှာကဲတကာကြီးတို့လို့သုံးပုံတော့ပြီးပြီဒီဆေးဆိုတဲ့အပုံကိုလေဟောဒီမှာ ဆေးရုံကြီးတွေအနီးအနားမှာ မရှိဘူးလားရှိတယ်ဗျာတဲ့တပည့်တော်တို့အဲ့ဒီဆေးရုံမှာလှူပေးရမလားတန်ခါကိုလှူပါလို့အဲ့ဒီဆေးရုံမှာတန်ခါတွေဆေးရုံတက်နေရင်လိုအပ်တာတုံးပေးပါဆေးအလှဒါနဆိုပြီးဖြတ်ပိုင်းလေးယူလာခဲ့ပါတွားလှူပေးပါဆိုတော့လှူပေးမယ်ဗျာဆိုသူတို့ဂောပကရိယပဲ တနေ့တနေ့ရတာကိုစုလိုက်တလားပြင်းရင်လှူပေးလိုက်တနေ့တနေ့ရတာစုလိုက်တလားပြင်းရင်သုံးသင်္ကန်းကြောင်းစီသုံးကြတော့လဲနေ့တိုင်းဖုံဖုံကိုကန့်နိုင်အောင်သင်္ကန်းကြတော့လဲနေ့တိုင်းရွှေသင်္ကန်းကန့်နိုင်အောင်ကြောင်းဆောက်ဖို့နဲ့ဆေးလူဖို့ကြတော့သူတို့တလားတကာစရင်ထက်ဖျက်ပိုင်းပေးရင်ပုံပုံတလားလုံးအမြောက်ဝေတော့တာအဲ့ဒီလိုလဲဝေရောဂုဏကတော့ကနော်မေးစီအောက်ပိုင်းတချမ်းမရှိတဲ့သူတွေလဲပြန်ပြီးတော့အပြည့်ပြည့်သွားတော့လူမျက်ခွဲနော် အဲနဗီခြေတော်ဒီအသားတွေပြန်ပြစ်ပြီးတော့အာအကုန်လုံးအကောင်းပဂရီဖြစ်တဲ့အပြင်မှာသင်္ကန်းတို့ကြောင်းတို့ဆေးတို့ပါတပြိုင်တည်းလေးမျိုးစလုံးလဲတာဓုခေါ်လိုက်တော့တကားတဲ့အဝေအစားတွေလဲရနေစရာတိုင်းစရာလေးရသူတို့ခံစားနေရတဲ့ယောဂါတွေပါပျောက်သွားတာမြင်ရတယ်အဲ့ဒီတော့ဘုံဘုံမာလီဝင်းသာအာကြီးလို့အဲ့ဒီမှာမျက်ရည်တွေတကာတဲ့တရားထိုင်ရင်းနဲ့မျက်ရည်တွေတောင်စီကြခဲ့ရ ။အော်လို့ငါမမြင်ရတဲ့တရားဝါတွေကိုကယ်နိုင်တဲ့အစဉ်ရောက်လာပါလား။အဲ့ဒီလိုနဲ့ပဲ32သိန်းဟာငါးဝါနဲ့ရှစ်လပြည်လဲပြီးတော့အောင်မြင်သွားတယ်။တဘောပေါက်လား။အဲ့ဒီလို32သိန်းလဲပြည့်လဲသွားလဲသွားကောအဲ့ဒီမှာဖုံဖုံအမြောက်ဝေလိုက်လို့တက်တက်သွားကြတယ်နော်ဟောနှကောင်းနှမြတ်တွေ ဖြစ်သွားကြတဲ့သူတွေဟောသူတို့တွေကပြန်ဆင်းပြီးတော့ဖူးကြပြန်တယ် ခုလည်းပြီးရောသူတို့ကလျှောက်ထားတယ်အရှင်ဘုရားတပည့်တော်တို့ရဲ့အကြီးအကဲတွေရှိပါတယ်ဘုရားအကြီးအကဲတွေကလည်းအရှင်ဘုရားကို လာဖူးပြီးတော့သူတို့လည်းထူးခြားထက်မြက်ခြင်းလို့တာဓုခေါ်ခြင်းတယ်ဘုရားတဲ့အဲ့တော့လာလေလို့ခေါ်ဖို့လို့အင်းဒါပေမဲ့တပည့်တော်တို့ပြောရမှာအာနာတယ်ဘုရားတဲ့ဘာအာနာလဲပြောစမ်းမှာလို့လျှောက်စမ်းမှာလို့ကြုတ်ခွင်းပြုပါတယ်ဆိုတော့မှာ သူတို့လာဖူးဖို့အတွက်အရှင်ဖုရားမှာအဆင့်ဟာနည်းနေသေးတယ်ဒါဆိုဘာလုပ်ပေးရမှာလဲဆရာတော်ဘုရားကြီးကမှားလိုက်တာကိုဒူရင်ကျင့်စိုးကျင့်ပေးလိုက်မြစ်တော်ကမထမ်းပွားစုပွားပေးလိုက်သူတို့ခိုင်းတာလုပ်ပေးလိုက်အဲ့ဒါသူတို့ကညွန်ကြားလိမ့်မယ်ဆိုတာသွားတတိယတော့လှုပ်ဆန်းမှာပြောဆန်းမှာညွန်ဆန်းမှာဆိုတော့မှဒုတိယံပြီ32သိန်းဒုတိယံပြီဆက်တက်ပါဖရာတဲ့ဟေးလို့ငါ ဒုတိယံပြီဆိုရင်ငါးဝါကြော်ဦးမှာเอ๊ะแกฉะเมกว่าเลยสุเลยสุอ๋อရှင်พญาดี32ติ้งมาတွင်ရှင်พญาမြန်မာနိုင်ငံမှာရှိတဲ့ဖရာတွေကုံတလောက်ဖြစ်သွားပြီဓာတ်တော်မူတော်ဆန်တော်အန်တော်အစ်စ်အမှန်ရှိတာတွေကုံသွားတာဖြစ်သည့်အတွက်အရှင်ဘုရားတောရဆောက်တည်ပြီးတော့เนาะမန်တိုင်ချပြီးတော့ပွားပါတော့ဖရာတဲ့ ပွားတဲ့အကံမှာဟိုနေရာဒီနေရာမလုပ်ဘဲနဲ့တနေရာတည်းမှာ တထိုင်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 နဲ့အောင်မြင်အောင်ပွားပါဗျာ32သိန်းကိုကဲလုံမယ်ဆိုပြီးအဲ့ဒီကနေစပြီးတော့ဘုံဘုံငကရစ်တောင်ဆိုတာကိုအိမ်မက်လာပေးတယ်နော်ပထမဦးဆုံးဆွေအောင်ငကားကြီးကရေထဲကနေဘွားကလေးပေါ်လာပြီးကောင်းငင်ကိုပြန်တက်ပြီးတော့ဝဲပြီးတော့မှပြန်ဆင်းလာဟာအတင်းကဘသူလဲတပြည့်တော်ဝိရုပက္ခပါဖရာ ဝိရုပကသို့ဘာကိစ္စလာတာလဲအရှင်ဘုရားတဲ့အရှင်ဘုရားတရင်သုံးပြီးတောရဆောက်တည်မဲ့နေရာကိုနော်အရှင်ဘုရားကိုစောင့်ရှောက်ဖို့အတွက်တပြည့်တော်လာရောက်ပြီးတော့နော်အမိန့်ချတာပါဘုရားတဲ့အဲ့တော့တပြည့်တော်ကိုခွင့်ပြုပါဦးဘုရားပြော့လဲပြီးရောချက်ချင်းရှူးလဲဆိုရင်အလင်းတန်းကြီးလိုတက်သွားတာပျောက်သွားပျောက်သွားပြီးတော့နောက်နေ့ မေတ္တာကမ္မထံပွားပါသလိုပွားလဲပွားလိုက်ကြရောအဲ့ဒီမှာကိုနကရေထဲကနေပြီးတော့ကိုယ်ပတ်ပြီးအရှိကြီးပဲနော်အဖြူရောင်ကြီးအဖြူရောင်ကြီးတခါတည်းအာပတ်လာပြီးတော့တခါတည်းကောင်းငင်ထိုးတက်ပြီးဖုံဖုံရှိမှအပုံလိုက်ကြီးကြလာကြလဲကြော်ဟာမင်းကလာပြန်ပြီမင်းကဘာလဲလို့ဆိုလဲဆိုတော့တခါတည်းနတ်သားအသွင်ပြောင်းသွားပြီးအေယာပတ်ထပါဖရာတပြည့်တော်က အေယပတ္ထနဂါမင်းမှာငွေရောင်နဂါမင်းမှာဗျာဝိရုပက္ခနဂါမင်းရဲ့စစ်သူကြီးပါဗျာသူကိုယ်တိုင်ဆင်းပြီးတပြည့်တော်ကို အမိန့်ချခဲ့ပါတယ်မင်းနေတဲ့နေရာမှာပင့်ဆောင်ပြီးမင်းစောင်းလျှောက်ပေးလိုက်ပါတရဏဂုံနဲ့တကွနော်ဗုဒ္ဓဘာသာထေရဝါဒကို အခြေခံနဲ့စတင်မဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်မင်းတတိမလစ်စောင်းလျှောက်ပေးပါဆိုပြီးတော့ လာပြောလို့တပြည့်တော့လာပင့်တာပါဘုရားတဲ့ငါမင်းပင့်တော့ငါဘဲသွားရမှာလဲအရှင်ဘုရားတဲ့ငကရစ်တောင်ကိုလာခဲ့ပါငကရစ်တောင်ဆိုတာဘယ်မှာရှိတာလဲလို့တို့လဲငါလဲမသိပါလားတခါမှမကြားဘူးဆိုတော့အရှင်ဘုရားမွေးဖွားရာဖြစ်တယ်နော်ငတိုင်းကြောင်မျိုးနဲ့ဆိုတိတ်ပြီးတော့မကွာပါဘူးဘုရားဟိုတုန်းကတို့တပောင်မင်းကြီးလက်ထက်တုန်းကပြေ ပြေဟာတရေခိတ္တရာပင်လေစိတ်ကမ်းမြို့ပါအဲ့ဒီပင်လေစိတ်ကမ်းမြို့ဟာနေပြီးတော့မော်တင်ဖျားကိုတွားရောက်ဖူးရင်းနဲ့ဖြတ်သွားတဲ့နေရာပါဖျားတဲ့ပြေနဲ့မော်တင်နဲ့ကြာအလေကောင်းမှာကြောက်ဆောင်ကြီးတွေအများကြီးရှိတဲ့အတွက်တပြည့်တော်တို့ရဲ့ငကားတိုင်းပြည်ဟာငကားတွေဟာနေပူဇာတက်တက်ပြီးတော့ပင်လေပြင်ကြီးထဲမှာအဲ့ဒီကြောက်ဆောင်ပေါ်တက်ပြီးတော့နေပူဇာလှုံ့မာတဲ့ဖျား